ချစ်ခင်လေးသားရပါတော့တော်လန်ကလေးကပေါင်းတို့မင်္ဂလာပါရှင်။နေဦးမိသားစု channel မှာပြန်လေကြိုဆိုလိုက်ပါရရှင်။အခုတခါဖတ်ပြပေးသွားမှာကတော့ဆရာမင်းသိန်ခာဤတာထားသောရင်းကပါအတင်းသားဆိုတဲ့ဝိတုရှိလေးကိုမျှဝေပေးသွားမှာပဲဖြစ်ပါရရှင်။ပထမဦးစွာဝိတုရှိလေးမစားသင့်ခင်စာမိတ်ဆက်လေးကိုဖတ်ပြပေးပြပါရှင်။ယခုစာဖတ်သူများဖယားမိဆရာမင်းတင်ခါဤ မြင်းကပါအကျဉ်းသားဝိထုရှိကြီးမှာ AD 1044တွင် အနိရုဒ္ဓဒေဝခေါ်အနောယထာမင်းနန္တခေစင်ကရာဇဝင်အတီးတီတွင်ဖတ်ရှုခဲ့ပူပြီးဖြစ်သောပကံပရင်အနောယထာကတထုံရှိမနုဟာမင်းထံမှပိဋကတ်တော်များပင်ဆောင်ရန်အတွက်စစ်စည်ရေးတရက်စဉ်တွင်ခေရာ အထောက်တော်များဆီလွတ်ပြီးတိုက်ခိုက်ရာပုံကို အခြေခံ၍ရေးသားထားသောဝိထုကြီးဖြစ်ပါသည်အဖြစ်ပြက်များသည် တမိုင်းကိုနောက်ခံထားသည့်အတွက်ဝိတုပါဇက်ကောင်များသည်တမိုင်းတဲကဇက်ကောင်များဖြစ်နေခြင်းမှာတပါတမိုင်းကို ရေးခြင်းဟုမှတ်ယူခြင်းထက်ဝိတုအဖြစ်သာမှတ်ပြီးဖတ်စီခြင်းပါသည်လက်မိုးဆွေစပီညင်ကပါအကျဉ်းသားအပိုင်းတတမိုင်းမတင်မော်ကုန်းမဝင်ပဲမင်းမင်းကလေးတို့စွန့်စားကြရမယ် အသက်တွေစွန့်ချရမယ်။သမိုင်းကြောက်စာတွေမှာ ကပီးထိုးမခံရပေမယ့်ငါရဲ့နှလုံးသားကြောက်စာမှာတော့မေမင်းတို့ရဲ့အမိတွေကပီးထိုးပြီးသားပါ။မေမင်းတို့ရဲ့အောင်လံတွေစိုက်ပြီးသားပါ။တန်ပတီပါမမေမင်းကြီးမှနှစ်ဦး။လာသည်ထိမ့်ထိမ့်သာနေ၏။ထိုသူသည်လာကိုမော့ကြည့်လိုက်၏။ တန်ပါတီပါမျိုး၏အစွန်မှဖြဲ့၍စီလာသောမြင်းကပါ6နှစ်ပန်းတွင်ထိုသူသည် ရောက်ရှိနေ၏မြင်းကပါ6၏ရေစီတန်သည် ထိုသူ၏တက်ကြွသောစိတ်ကိုလှုပ်စော်ပေးနေတကယ်တို့ရှိ၏မြင်းကပါ6နှစ်ပေးတွင် အလေးချပေါက်နေကြသောဘီဆက်ပင်တို့သည်လေတွင်ရင်းနှွေလျက်ရှိ၏မလန်းမကန်းတွင်လှမ်း၍ထားသော ထိုသူဤမြင်သည်မျက်နှူကလေးများကိုတပြုတ်ပြုတ်ဝါရင်ထိုသူအားအကြခဏလှမ်း၍ကြည်နေလေ၏ညင်ကပါ၆နှစ်ပေတွင်အရွယ်အစအမျိုးမျိုးရှိသောကပ္ပဟူးကြောက်တုံးကြောက်ခဲတို့သည် ရှိ၏ထိုကြောက်တုံးကြောက်ခဲတို့သည်ပုံတံအားဖြင့်လေအမျိုးမျိုးအဖုံဖုံရှိနေကြ၏ထိုသူသည်၄000တံကြောက်တုံးတုံးပေါ်တွင်ထိုင်လိုက်၏ ပြီးလျင်ခါးနိုင်လွယ်ထားသောဓာကိုတအိမ်မှချွတ်လိုက်၏ထို့နောက်ဓာကို သူဤရှိတဲ့တဲ့မြေပြင်ပေါ်တွင်စိုက်လိုက်၏ထို့အချိန်၌တံပါတီပါမျိုးတွင်မှကြက်ရဲတကောင်ဤတွင်တန်ကို ကြားလိုက်ရ၏ထို့ကြက်ရဲကတကောင်ကြက်ဖြစ်၏ထို့သူသည်ထိမ့်ထိမ့်သာနေသောလကိုမော်ကြည့်လိုက်ပြန်၏ထို့လသည်လည်း မွန်းတဲနေပြီဖြစ်၏ထို့သူသည်အချိန်နာရီနေရာအတိအကျညွှန်ပြ၍သေဆုံးတယောက်အားချင်းဆူထားသောကြောင့်လာရောက်၍ဆောင်းစားနေရခြင်းဖြစ်၏ထို့သူဤဆောင်းစားနေခြင်းသည်လွန်စွာအရေးကြီးသောလုပ်ရတစ်ခုဖြစ်၏အဘဲချောင်းဆိုသောဤဆောင်းစားမှုဤနောက်တွင်ဖြစ်ပေါ်လာလက်တန်သောဖြစ်စဉ်များမှာ ူမျိုးကြီးတစ်မျိုး တိုင်းပြည်ကြီးတစ်ပြည်ဤကံကြမ္မာကို ပြောင်းတိပြောင်းပြန်လဲသွားစေမည်ဖြစ်သောကြောင့်တည်းအဖေကြောင့်ဆိုတော့ထိုသူက သူထိုင်နေသောကဘာဦးကြောက်တုံးတို့ထက်အိန္ဒြေကြီးဤထိုသူဤမျက်နာသည် ထိုကြောက်တုံးတို့ထက်မာကျော်ဤထိုသူဤစိတ်တကားထိုကြောက်တုံးတို့ထက် ခိုင်ခန့်ဤ ထိုသူဤအမိကကြောက်တုံးတွင်ရေးထိုးအပ်သော ကပီးကြောက်စာထက်အထွန့်ရှည်မည်ဖြစ်သည်ထိုသူကသမိုင်းဝင်ကြောက်စာအချို့လို၌ဘယင်းအနိရုဒ္ဓတေဝဟူ၍၎င်းဘယင်းအနောယထဟူ၍၎င်းရေးထိုးမှတ်တမ်းတင်ခြင်းခံရသောတံပတိပဤသမိုင်းကိုဖန်တီးသောတံပတိပတွင် နှိတင်းနေထိုင်ကြကုန်သော လူအပေါင်းဤဘဝကျမကိုခြေလေဖန်သီးနိုင်သော အရှင်သခင်ဘဝရှင်မင်းတရားကြီးတူဖြစ်သောကြောင့်သည်ထိုချိန်၌ထိုသူရှိရာသို့ဤနှစီကစုံဆိုင်၍ရောက်လာ၏ထိုသူဤအနီးသို့ဤများရောက်လာသောအခါဤစီတမနှဦးသည်လွှာကနေလွှာကနေခုံစင်းလိုက်ကြပြီလျင်ထိုသူရှိရာသို့ ပြေး၍လာကထိုသူဤရှိတဲ့တဲ့မြေပြင်တွင်လာရောက်၍ဒူးတစ်ဖက်စီမြေမှချလျက်ဥညွံ့အယိုသည်ပေးလိုက်ကြ၏မင်းမင်းတို့ရောက်လာကြပြီကို ဟုအနော်ရထားကပြောလေ၏မှန်ပါရဲ့ရှင် ဟုပြန်၍ဖြေလိုက်၏ထိုမြင်းစီသမားနှစ်ဦးကမိမသားများဖြစ်ကြ၏အသက်အရွယ်အဖြစ်လဲ၁၈နှစ်အရွယ်ခန့်သာရှိကြသည်၏ စီတော်မယ်မင်းဟုအနောယထာကခေါ်လိုက်လေ၏ရှိတံပင်သိမ်းမယ်မင်းဟုအနောယထာကခေါ်လိုက်ပြန်၏ရှိထိုမင်းကလေးနှစ်ဦး၏အမိမှာစီတော်နှင့်တံပင်သိမ်းဟူ၍ဖြစ်၏စီတော်နှင့်တံပင်သိမ်းသည်အနောယထာတီထောင်ထားသည်တံပတီပတတ်မတော်၏ပစ္စမတက်ဆွေတွင်ပါသောစမှုတန်စစ်သူကလေးများဖြစ်ကြ၏ ထို့ပြင်စမတက်ဆွေကို အနော်ယထာဤအာကိုရဆုံးသောဘုံမူကြီးကျန့်စစ်သားကစီမံအုပ်ချုပ်ရ၏ထိုတက်ဆွေဤအလုကရန်သူနေမည်တွင်တရှိုးဖင်ဝန့်တဲလို့ရ၏ရန်သူဤစစ်ရေးနိုင်ငံရေးလူမှုရေးတရင်များကိုထောက်လန်းရ၏ထိုထောက်လန်းရေးတက်ဆွေကိုပြင်စမတက်ဆွေဟုခေါ်ဝေါ်၏အပေကြောင့်ဆိုသော စင်တက်မြင့်တက်ယထာတက်ခြေတဲတက်စုဟူ၍စစ်အင်္ကာ၄ပါးကိုကြော်၍ငါးခုမြောက်ဖြစ်သောစစ်အင်္ကာဖြစ်သည်ဤတက်ဆွေကိုငါးခုမြောက်တက်ဒုမဟုတ်ပြင်စမတ်တက်ဟူ၍ခေါ်တော်တော်ကြောင့်ဖြစ်၏အနောယထာသည်ဤတံပတိပါဤပရင်ဖြစ်၏ထို့အတူတံပတိပါတမတော်ဤစစ်ဦးစီးချုပ်ဒေနာပတိလည်းဖြစ်၏ စီရောနှင့်ကြံပင်တင်တို့ကဲ့သို့စစ်သူစစ်သားများသည်အနော်ယထာနှင့်ရင်းရင်းနှီးနှီးပြောဆိုခွင့်ရသောအခါထီတုံးနန်းတုံးစကားမျိုးဖြင့်ပြောဆိုခြင်းမပြုကြပေစစ်တုံးတက်တုံးစကားမျိုးဖြင့်သာပြောဆိုကြ၏ဘရင်အနော်ယထာကမင်းမင်းကြံပင်တင်ဟုခေါ်လိုက်လျင်ကြံပင်တင်အနေနဲ့ထီတုံးနန်းတုံးအတိုင်းပြန်လည်၍ဖြေဆိုရပါမူဘုံတော်ကြောင့်ရှစ်ဘွားတော်မြတ်အား အခါစားရောက်လျက်ရှိချောင်းပါဖေ။ခု၍သာဖြစ်ရပါမည်။ယခုမူစံပင်တင်ရော စီတော်ပါ ရှိဟုတလုံးတည်းသာ ပြန်၍ထူလိုက်ခြင်းမှာစစ်ထုံးစံအရာပြန်၍ထူလိုက်ခြင်းဖြစ်၏။မေမင်းတို့တတ္တာတတ္တာတလူနေထိုင်ကြဟု အနော်ရထာကမိတ်ပေးလိုက်၏။စစ်သူနှုတ်ဦးသည်ငုံ၍ထားသောကောင်းများကိုဖြိုင်သူမော့လိုက်ကြ၏။ပြိုင်သူဇကနေထားလိုက်၏။ ညာလက်သီးကိုချစ်ချစ်ပါအောင်ပြိုင်သူဆုပ်လိုက်၏လက်မောင်းများကိုပြိုင်သူကွေးလိုက်ကြ၏၎င်းတို့သည်စစ်ထုံးစံအရာ အလေးပြုလိုက်ခြင်းဖြစ်သည် ထို့နောက်ပြိုင်သူနောက်တလန်းစီ ဆုပ်လိုက်ကြ၏ပြီးလျင်မြေပြင်ပေါ်တွင်တက်တောင်တက်သားတင့်ပြင်ခွေ၍ထိုင်လိုက်ကြ၏ယခုအချိန်၌တမတော်၏အကြီးဆုံးစစ်ဦးစီးချုပ်နှင့်တမတော်၏တရှို ထောက်လန်းရေးစစ်သူကလေးများမဟုတ်ကြတော့ပြီ။ဖခင်နေတမီးများ ဖြစ်သွားကြလိမ့်ပြီ။အိုဘဲ့တမီးငယ်တို့ဟုအနောယထာခကျဉ်နာစွာခေါ်လိုက်၏။အိုဖခင်ဟုအတန်နေနေကလေးများဖြင့်ပြန်၍ထူကြ၏။မင်းတို့ဟောရီတန်ပဒီပါမြေကြီးကိုချစ်ရမယ်။ဒီမြေမှာမွေးဒီမြေမှာနေ ဒီရေကိုတောက်ပြီး လူဖြစ်နေကြရတာဒီမြေကိုမှမချစ်တဲ့သူဟာတရေပေါ်အိပ်ပြီးတရေနာစားတဲ့ခွေးထက်တောင်တစ္ဆာမဲ့တယ်လို့ပြောရမယ်အဲ့ဒီတော့အိုဘက်သမီးငယ်တို့ဒီမြေကိုဘာလုပ်ရမလဲအနော်ယထာသည် ရှင်းပြလိုသည်ကို ရှင်းပြပြီးနောက်ပြန်၍မိကိုထုတ်ကားအဖေကိုနာဆွင့်၏ဒီမြေကိုချစ်ရပါမယ်အိုဘက်ဖခင် ဘရင်အနော်ရထာသည် ပြုံးလိုက်၏ထို့နောက်ဒီမြေကိုချစ်ရင်ဒီမြေပေါ်မှာအတူမွေးအတူနေအတူပျော်တဲ့ဒီမြေသူမြေသားတွေကိုလည်းချစ်ရမှာပေါ့အဲ့ဒီတော့အိုဘက်သမီးငယ်တို့ဒီမြေသူဒီမြေသားတွေကိုဘလို့လောက်ရမလဲဘရင်အနော်ရထာသည်သူ ပြောပြလို့တော့အကြောင်းအရာကို ပြောပြပြီးနောက်မေးပြန်၏အဖေကိုစောင့်ပြန်၏ ီမြေသူဒီမြေသားတွေကိုချစ်ရပါမယ်။အိုဘဲဖခင်။စစ်သူလေးနှစ်ဦးသည် တွက်လက်စွာပြန်ရွေးဖြည့်ကြလိုက်၏။ဘယေအနော်ယထာသည်အကြောင်းအရာတစ်တခုကို ပြောပြန်၏။ဒီမြေနဲ့ဒီလူတွေကိုချစ်ရင်အသက်ဆုံးရရမယ်။လူအရင်တကယ်ကိုအသက်ဆုံးကြရမယ်။ဘယေအနော်ယထာသည်ထိုစကားကိုရက်လိုက်ပြီးနောက်မင်းကလေးနှစ်ဦး၏မျက်နှာကို လှမ်း၍အခက်ခဲအကဲခတ်လိုက်၏မင်းကလေးနှစ်ဦးသည်ခါး၌လွဲထားသောဓားများကိုတအိမ်မှဆွဲထုတ်လိုက်ကြ၏ဓားယူများကိုလက်နှစ်ဖက်ဖြင့်ကြစ်ကြစ်ပါအောင်စုပ်ကင်လိုက်ကြ၏ဓားဦးချိုများကိုမိမိတို့၏ရင်ဝတွင်တည်ထားသောဓားဦးများကိုမိမိတို့ဘာသာစောင့်ထိုးချ၍အသက်ကိုစွန့်လွန်ရန်သာဖြစ်၏ပရင်အနော်ယထာသည်ချိန်နှက်စွာပြုံးလိုက်၏ အိုဘက်ချစ်ဖွယ်သမီးငယ်တို့တဲလေသူရတက်တီနဲ့ပြေဆုံးကြတကူဒီမြင်နဲ့ဒီလူတွေအတွက်ဒီလိုတည်ရဲတာဟုတ်ပြီတဖက်ရန်သူနဲ့တွေ့လာရင်ကောတည်ရဲကြပါရဲ့လားဘယ်ရင်အတော်ရထားသည်အဖြေကိုစောင့်နေ၏တည်ရဲပါရဲ့ဟုတ်စီတော်နဲ့ကြံပင်တင်းကရိုင်းသူဖြေလိုက်ကြ၏အိုဘက်သမီးငယ်တို့ တဖက်ရန်သူကို အနိုင်ယူစရာရှိရင်ကောအနိုင်ယူရဲကြပါမလားဖယင်းအနော်တထသည်အဖြေကို နားဆင်လိုက်ပြန်၏အနိုင်ယူရဲပါ रे စီတော်နှင့်ဂျန်ပင်သိန်းသည် ပြန်သူဖြေလိုက်ကြပြန်၏အိုဘဲသမီးငယ်တို့ဒီမြေနဲ့ဒီလူတွေအတွက်မင်းမင်းတို့မှာရဲသုံးရဲလိုတယ် အဘိရင်တော်ယထာကပြောလိုက်ရာစီတော်နဲ့တံပင်သင်က"အိုပဲပါခင်ဒီမြေနဲ့ဒီလူတွေအတွက်ငါတို့တည်ရဲတယ်ငါတို့တက်ရဲတယ်ငါတို့အနာယူရဲတယ်ဟုပြိုင်သူဖြေလိုက်ကြ၏"ဘိရင်တော်ယထာဤမျက်နှာသည်ရှုံးပါတော်လာမည်ခြင်းနှင့်အတူပီတိများဖြာဝေလျက်ပြုံးယောင်တန်းနေ၏"အိုပဲသမီးငယ်တို့မေမင်းတို့ရဲ့အဖြေဟာ ငါရဲ့နှလုံးအိမ်ကို ပုတ်ခတ်ပါပြီသားငါရဲ့နှလုံးသဲဖို့တွေဟာလဲပြင်းခတ်တော့ညောင်ဗုဒ္ဓတရားလိုပဲတွတ်တွတ်ရင်းလိဤဒီမြေနဲ့ဒီလူတွေကိုငါချစ်တယ်ငါချစ်တယ်မြေနဲ့ငါချစ်တဲ့လူတွေကိုချစ်တယ်မေမေလေးတို့ကိုငါအတုမချစ်ပဲရှိပါမလဲငါကအသက်ကြီးရယ်ကြီးမင်းပဲငါရဲ့ဥကောင်းထမသေမင်းလာပြီးစိုက်ထူတဲ့ အလံဖြူအောင်လံကလေးတွေတောင်းဟိုတချို့ဒီတချို့ရောက်နေကြပြီငါကဘရင်ယာထူးကိုမတ်ပြီးဘရင်ယာထူးကိုမတ်ပြီးနေရမယ့်အချိန်မဟုတ်ဘူးဆိုတာငါကောင်းကောင်းသိပါတယ်ဒါကြောင့်ချစ်သမီးငယ်မေမင်းတို့ဖခင်ကိုနားလေချစမ်းလို့ငါဟာအာနာကိုမမတ်ဘူးဒါပေတိငါဟာအာနာကိုဘယ်တော့မှမစွန်ဘူး ငါမချစ်တဲ့အာနာကိုငါမစွန့်ဘူးဆိုတဲ့စကားဟာရှေ့နေနောက်အစီလျော်မဲ့နေတယ်လို့မထင်ကြဘူးလားဒီမြေနဲ့ဒီလူတွေအတွက်ဒီအာနာကိုကြစ်ကြစ်ပါအောင်ဆုတ်ထားရမယ်ဒီမြေနဲ့ဒီလူတွေအတွက်ရဲရဲတာဝန်ယူနိုင်ဖို့အတွက်အာနာရဲကိုတိဆောက်ရမယ်အတစ်တစ်တော်တိုးတက်မှုတွေပြည့်စုံတုံးလုံးမှုတွေဒီမြေနဲ့ဒီလူတွေအတွက် ထူထောင်ပေးဖို့အာနာတိတ်ခိုထူထောင်ရမယ်။ဒီမြေနဲ့ဒီလူတွေကိုရဲရဲမချစ်ဘူး။ရဲရဲတောင်းဝင်မယူဝင့်တဲ့သူတွေကငါ့ကို အာနာမတ်သူလို့အပြစ်တင်ကောင်းတင်ချလိမ့်မယ်။ဒါတွေကိုငါကယူဆိုင်နေလို့မဖြစ်ဘူး။ငါရဲ့အာနာတိမြဲရေးအတွက်အာနာတစ်တွေတိုးချဲ့ရမယ်။ပြီးတော့ဒီမြေနဲ့ဒီလူတွေအတွက်အရှံပဲကျဲဝါတဲ့အေးချမ်းတဲ့ တန်ပါတီပါနိုင်ငံတော်တကြီးထူထောင်ပေးခဲ့ရမယ်။အနာဂတ်မှာတန်ပါတီပါဟာပြည့်စုံရမယ်၊ကျွေးဝရမယ်၊လုံခြုံရမယ်။အနာဂတ်ဟာ စောင်းဥတုမြင်ကွင်းလိုမုံဝါရီဝေနေတဲ့အရာမဟုတ်ဘူး။ကြည်လင်ပြတ်သားတဲ့အရာဖြစ်တယ်။တန်ပါတီပါရဲ့အနာဂတ်ဟာလေကောင်းနေခိုင်ခန့်နေငါပါဝင် မမင်းတို့အပါဝင်ဒီမြေမှာနေတဲ့လူတွေရဲ့အနာဂတ်ဟာလဲကောင်းနေခိုင်ခန့်နေအနာဂတ်ဆိုတာစိတ်ကူးမဟုတ်ဘူးအခုငါတို့ဟာဘာတွေလုပ်နေတလဲဆိုတာအနာဂတ်မှာငါတို့ဘာဖြစ်ကြမလဲဆိုတဲ့အဖြေပဲအခုငါတို့ဒီမြေနဲ့ဒီလူတွေအတွက်ကောင်းအောင်လုပ်နေကြတယ်ဒါကြောင့်အနာဂတ်ဒီမြေ အနာဂတ်တီလူ အနာဂတ်ငါတို့တွေမုတ်ချကောင်းကိုကောင်းရမယ်အနာဂတ်ဆိုတာသူတပားပစ္စည်းမဟုတ်ဘူးငါတို့ပစ္စည်းဖြစ်တယ်အနာဂတ်ကိုငါတို့ပိုင်နေအနောယထာတိထိုနေရာ၌စကားကိုရက်ပစ်လိုက်၏နောက်ဆုံးပြောလိုက်သည်အနာဂတ်ကိုငါတို့ပိုင်တယ်ဆိုသောစကားတန်သည် အနေငယ်မြင့်တက်သွား၏ထိုတန်း၌ဩစာတက်ပါ၏ယုံကြည်ချက်များပါ၏စင်ခုံမှုများလည်းပါ၏ထိုအတူအာမန်တို့လည်းပါတီဖျာစီတော်နှင့်ချံပင်တင်းတို့၏ကြော၌တသိန်းဝင်းနှင့်ပုကလေးများထသွား၏ထိုနောက်ဘရင်တော်ယထာကတံပါတိပါရဲ့မျက်မှောက်အခြေအနေအရသူဝနာဖုံမိကို တင်းယူมาဖြစ်မယ်အဲ့ဒီတင်းယူတဲ့စွန်စားခန်းမှာမင်းမင်းတို့နှစ်ယောက်ဟာအဓိကပဲအချက်ချာပဲဘဟုတော့ချက်ပဲငါတော်မမင်းမင်းတို့ရဲ့စွန်စားမှုတွေမင်းမင်းတို့ရဲ့စေတနာတွေကိုတမိုင်းကြောက်စာတွေမှာမှတ်တမ်းတင်လို့ရမှာမဟုတ်ဘူးတမိုင်းမတင်မော်ကုန်းမဝင်ပဲမင်းမင်းကလေးတို့စွန့်စားကြရမယ်အသက်တွေစွန့်ချရမယ် သမိုင်းကြောက်စာတွေမှာကပီးထိုးမခံရပါမယ်။ငါရဲ့နှလုံးသားကြောက်စာမှာတော့မေမင်းတို့ရဲ့အမိတွေကပီးထိုးပြီးသားပါ။မေမင်းတို့ရဲ့အောင်းလံတွေစိုက်ပြီးသားပါ။ဘယင်တော်ယထာသည်မြေရင်စိုက်ထားသောတားကိုဆွဲနှုတ်ယူလိုက်ပြီးထို့နောက်မြေကြီးပေါ်တွင်တအူးနှင့်ချစ်၍ညီပုံဆွဲပြရင်စကားပြောပြန်၏။ ဟောရာကတန်ပါတိပါတောင်ဘက်ဆူဆူဟောရီတိုင်းသွားတော့ဩတာပကိုးကိုရောက်မယ်အဲ့ဒီကနေအရှိတ်ကိုထွက်လိုက်ရင်စစ်တောင်းအဲ့ဒီကနေဆက်သွားရင်မတုကခေါ်မနူဟာဆိုတဲ့ဘယင်အုတ်ချုပ်တဲ့သူဝနာဘူမိလို့ခေါ်တဲ့ညီဝမြေကိုရောက်လိမ့်မယ်အဲ့ဒီမြေနဲ့အဲ့ဒီဘယင်ငါတို့လက်ကိုရောက်အောင်လုပ်ဖို့မင်းမင်းတို့နှစ်ယောက်ကိုတာဝန်ပေးရမှာဖြစ်တယ် မင်းမင်းတို့နှစ်ယောက်တာဝန်ကြီးကြမင်းမင်းတို့နှစ်ယောက်အောင်လံကြီးတွေထူကြအနော်ရထားဤစကားရက်သွားသည်နှင့်တပြိုင်နက်စီတော်နှင့်ကြံပင်တင်ကအောင်လံကြီးတွေထူမယ်ဘီရင်တော်ရထားသည်ဓာတ်ကိုမြေမှာစိုက်ပြန်၏တမ်ပါတီပါဤတမိုင်းကိုမေမင်းတို့ရေးချရမှာဖြစ်တယ်မေမင်းတို့ရဲ့တမိုင်းကိုလည်းမေမင်းတို့ဖာသာရေးချရမှာဖြစ်တယ် အမြင့်မားဆုံးရေးကြပြီးရင်အတော်ရထားသည် စကားကိုရက်လိုက်၏စီတော်နှင့်ချံပင်သင်သည်တို့သမိုင်းကိုတို့ရေးမယ်အမြင့်မားဆုံးတို့ရေးမယ်ဟုချွတ်ချော်လိုက်ကြ၏ထို့အခါဘယင်တော်ရထားကကောင်းကင်မှထင်ထင်သာနေသောလာမင်းကိုမောကြည့်ပြီးလျင်တကောင်ရင်ကြော်တော့မယ်တကောင်ရင်ကုန်တော့မယ်မင်းမင်းတို့ဒီကသွားရင် ပုတ်ပါတောင်ကိုရောက်ကြနေတောက်ပောင်းတို့ဆိုတဲ့အရက်ကိုရောက်မယ်အာယုံမတက်မချင်းတကားကိုဖွင့်မှာမဟုတ်ဘူးညိုတကားရဲ့အပြင်ဘက်ကညောင်မုတ်စိတ်ပင်ကြီးမှာခရီးသည်တွေအားလုံးညိုတကားဖွင့်တာကိုစောင့်ကြရလိမ့်မယ်အဲ့ဒီညောင်မုတ်စိတ်ကြီးပင်ကြီးရဲ့အောက်မှာမုတ်ကြောပဲပြုံနဲ့သရေစာမုတ်ပဲသရေစာဆိုင်ရှိတယ်အဲ့ဒီဆိုင်မှာငါနဲ့တက်တူရွယ်တူလောက်ရှိတယ် လူကြီးတယောက်ဆိုင်ရဲ့တောက်တူအလုပ်တောက်တူမေယာအလုပ်တွေကိုဝင်ပြီးလှုပ်ပေးနေတာတွေ့ရလိမ့်မယ်။သူဟာငားရဲ့တွေးတောက်ပဲ။သူဟာကျင်စမန်တက်ဆွဲကမြုပ်ပြီးပို့ထားတဲ့ထောက်လန်းရေးတက်သားကျော်တယောက်ဖြစ်တယ်။သူ့နာမည်ငမဲလို့ခေါ်တယ်။မင်းမင်းတို့ထောက်လန်းရေးနည်းနဲ့စကားပြောတဲ့လေးပကားသင်္ကေတနဲ့အချက်ပြပြီးစကားပြောပါ မင်းမင်းတို့ခရီးမှာ သူ့ကိုခေါ်သွားပါမင်းမင်းတို့ဟာခရီးတစ်လျှောက်လုံးရုပ်အမျိုးမျိုးပြောင်းရမယ်မဟုတ်လားမင်းမင်းတို့ကသားစိမ့်တဲ့လေးတွေ အဖြစ်တရုတ်ဆောင်ရင် သူက ဖခင်မုံဆိုးကြီးလုပ်လိမ့်မယ်မင်းမင်းတို့ကငစိမ့်တဲ့လေးတွေအဖြစ်တရုတ်ဆောင်ရင်သူကဖခင်တန်ခါတဲ့ကြီးလုပ်လိမ့်မယ်မင်းမင်းတို့ကကချေတဲ့တချင်းတဲ့ကလေးတွေအဖြစ်တရုတ်ဆောင်ရင်သူက တန်လွင်ကိုတီးပြီးစွန်းနှက်ပြီးတဲ့ဖခင်ကြီးလှုပ်လိုက်မယ်သူရဲ့အကျွမ်းကျင်ဆုံးအလုပ်ကလူတက်ခြင်းဖြစ်တယ်သူရဲ့ချက်စရာကောင်းတဲ့အရာဟာနှုတ်လုံခြင်းဖြစ်တယ်သူရဲ့အမုံမြတ်ဆုံးတဘောဟာဒီမြေနဲ့ဒီလူတွေကိုချစ်တယ်ကဲမင်းမင်းတို့ထွက်ကြတော့တမိုင်းကို ရေးကြလော့အောင်နံကြီးများကိုမြင်မားစွာလွှင့်တူကြလော့ ဘယင်နှောင်းရထာကပြောလိုက်လေစီတော်နှစ်ချံပင်တင်သည်ထိုင်ရမထာပြီနော်လက်တီများကိုဆုပ်လျက်လက်မောင်းများကိုကွေးက၎င်းတို့ဤစစ်ဦးစီချုပ်ဘယင်အနှောင်းရထာအားအလေးရဲများကို ပြုကြလေဤဘယင်အနှောင်းရထာကိုယ်တိုင်လည်း၎င်းတို့အားပြန်၍အလေးရဲပြုဤ၎င်းတို့နှစ်ဦးသည်ညင်းများပေါ်သို့လွှာကနေလွှာကနေတက်လိုက်ကြဤဘယင်အနှောင်းရထာကိုယ်တိုင်လည်း ညင်းပေါ်သို့လွှားကနေတက်လိုက်ပြီဖြစ်၏ဘယင်တော်ယထာတိဓာတ်ကိုဓာတ်အိမ်မှဆွဲထုတ်ကင်မြောက်၍အောက်ပါအတိုင်းអော်လိုက်၏အနာကတ်ကိုစီးတော်နှင့်ချန်ပင်တင်လေးဓာတ်မြောက်ကိုဆွဲထုတ်၍ကင်မြောက်ပြီလျင်ငါတို့ပိုင်နေဟုဂျိုင်းသူអော်ဟစ်ជួយចော်လိုက်ကြလေ၏ထိုချိန်၌ကံပတီပါမြို့အတွင်ရှိ ကြက်ရဲတကောင်သည်ထို့သူတို့လှုပ်ဝက်စွာပြူသော အမှုကိုတည်နေ၍အာဘိတိအလားချေလောင်စွာတွန်ကျူးလိုက်လေ၏ထို့ကြက်ဤတွန်တန်နှင့်အတူအနာကက်ကမ်ပတီပါနိုင်ငံတော်ဤကံကြမာကိုဖန်တီးကြမည်လော လာပချုံမတော်မိန်ကလေးနှစ်ဦးကဆုံဆိုင်သွားသည့်မြင်းခွာတံများသည်မြင်းကပါချောင်းမှတစင်း ဧရာဝတီမြင့်အတွင်းသို့၎င်းဧရာဝတီမြင့်အတွင်းမှသစဉ်မဟာသမုတ်တရားသို့၎င်းမဟာသမုတ်တရားမှသစဉ်စัจจဝလာတကူလုံးသို့၎င်းပဲ့တင်ရိုက်ခတ်သွားလီတုံးလော သွားတုံးလောဟုတ်ကဲ့ပါရှင်မြင်ကပါအချင်းသားအပိုင်းသိပြီးဆုံးပါပြီရှင်နောက်ထပ်နောက်ထပ်အပိုင်းများကိုလည်းဆက်လက်ဆောင်ရွက်ပေးကြပါအောင်လို့ပြောချင်ပါတယ် အခုတော့အဆုံးပြေလိုက်ပါပါဝင်နာရှင်ပြေချသူတို့အိုးချင်းဒီတိုင်းကိုကျေးဇူးများရေးတင်ပါတယ်ရှင်။တာယာလာပါတော့နေလို့ပိုင်ဆိုင်နိုင်ကြပါစေရှင်။